ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါကဘာရွှေစင်းနဲ့သူပြည်ရင်းရွှေတကြသားကို86တင်းကျော်လာတဲ့တဲ့င်း ိုဗစ်မျိုးကွက်တရက်ကိုဆက်မှုနော်ခုနှစ်ဆပုံမြန်နေလို့တတိပေးလိုက်တဲ့တဲ့အထမပြုကျင့်မှု၃ဟာကျွလွန်ခဲ့သူဆရာဝန်ကို1920ရှာမှတ်လိုက်တဲ့တဲ့မိုင်းဝန်ကိုတွေ့နိုင်တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်မမောင်လင်မတန်းဝင်သွားတဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါဆိုင်ဝန်ဆောင်ဖွဲ့တဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။ကမ္ဘာရွှေဈေးနဲ့အတူပြည်ဝင်ရွှေတစ်ချက်သားကို86သိန်းကျော်လာပါတယ်။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာပါဗျ။ ကမ္ဘာရွှေစီတက်လာပြီးရဲ့နောက်ပြည်ရင်းရွှေစီဟာလည်းတကြက်သားကို86သိန်းကျော်ဒီမြင့်တက်လာရလို့ပြင်ပရွှေရောင်းဝယ်စည်းကွက်ထံကနေသိရပါတယ်။ကမ္ဘာရွှေစီတောင်စာကို American Dollar 3340ဖြစ်ပြီး Academy အခောက်ရွှေတကြက်သားကို86သိန်းကျော်လာကလက်ဝယ်ရတနာ15ဘေးတကြက်သားကို82သိန်းကျော်ရှိနေရလို့သိရပါတယ်။ဒါ့အပြင်တသက်တူရွှေညူးစက်တက်မဲ့ကော်မတီကတက်မှတ်ထားတဲ့တက်မှတ်စီဟာစံချိန်မီရွှေတကြက်သားကို58သိန်း6000ကျပ်ဖြစ်တယ်လို့သိရပါတယ်။ 2025ခုနှစ်မတ်လဒုတိယပတ်ကနေစတင်ကကမ္ဘာရွှေစရာတမိုင်းတစ်ချောင်းမှာပထမဆုံးအကြိမ်တောင်စာကိုဒေါ်လာ3000ကျော်ကိုရောက်ရှိခဲ့ပြီးပြည်ဝင်ရွှေစရာလည်း65သိန်းဝန်းကျင်မှာစတင်ပြီးတော့မြင့်တက်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ကိုဗစ်မျိုးကွဲတရက်ကူးစက်မှုနော်ခုနစပုံများနဲ့လို့သတိပေးလိုက်ပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ အာဆီယံနိုင်ငံတွေမှာကူးစက်မှုနှုန်းမြင့်တက်နေတဲ့ကိုဗစ်မျိုးကွဲသစ်တွေဖြစ်တဲ့ HCC မျိုးကွဲရဲ့ကူးစက်မှုနှုန်းဟာအရင်မျိုးကွဲတွေအတွက်ကူးစက်မှုနှုန်းခုနစပုံမြန်နေလို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့လို့သိရပါတယ်။ HCC ကိုဗစ်မျိုးကွဲဟာထိုင်း၊မလေးရှားနဲ့စင်ကာပူနိုင်ငံတွေမှာကူးစက်မှုနှုန်းမြင့်တက်နေတယ်လို့မြန်မာပါဝင်တခြားအာဆီယံနိုင်ငံတချို့မှလည်းကူးစက်ခံထားသူတွေကိုတွေ့ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ HEC ကိုဗစ်မျိုးကွဲကူးစက်ခံရသူတသိန်းကျော်ရှိခဲ့ပြီဖြစ်တယ်လို့29ရက်သိဆုံးခဲ့လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကိုဗစ်ကာကွယ်ဆေးကျင့်ပြီးအောင်ထူးထပ်သူတွေဟာကူးစက်ခံရမှုနေပါတယ်လို့ကူးစက်ခံရရင်လည်းခံစားရတဲ့ဝေဒနာလျော့ပါတယ်လို့လည်းတွေ့ရှိထားပါတယ်။ထိုင်းနိုင်ငံမှာ ACC ကိုဗစ်မျိုးကွဲကူးစက်ခံရသူတွေကို လေးလာမှုပြုလုပ်ခဲ့ရမှာအသက်ရှင်နေရကလေးငယ်တွေကိုကူးစက်မှုနေပါတယ်လို့ ကုသခံရရင်လည်းယောဂဝေဒနာတွေကိုပြင်းပြင်းထန်ထန်ခံစားရတာမျိုးမရှိဘူးလို့တွေ့ရှိခဲ့ပါတယ်။ ICC ကိုဗစ်မျိုးကွယ်အများဆုံးကူးစက်ခံရတဲ့တပ်ရွေဟာအသက်30နဲ့39နှစ်ကြားအရွယ်ရှိတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။အထမပြုကျင့်မှု၃ဟာကျူးလွန်ခဲ့သူဆရာဝန်ကို2020ရှာမှတ်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ အထမပြုကျင့်မှု300ကျူလွန်ခဲ့တဲ့ဆရာဝန်တဦးကိုထောင်လန်20ချမှတ်လိုက်တဲ့ဖြစ်စဉ်တည်းကပြည်သက်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါဗျ။အထမပြုကျင့်မှုကျူလွန်ခဲ့သူဟာအသက်84နှစ်အရွယ်ရှိဖြစ်တဲ့ဂျူဗယ်လီစကော်ယာနဲ့ဆိုသူဖြစ်ပြီးအစိုးရဝန်ထမ်းဆရာဝန်ဘဝကအငြင်းစားယူထားသူလည်းဖြစ်ပါတယ်။ဂျူဗယ်လီစကော်ယာနဲ့ဟာအစိုးရဝန်ထမ်းဆရာဝန်ဖြစ်တောင်းယူခဲ့တဲ့ကာလအတွင်းမှာအထမပြုကျင့်မှုတွေကိုကျူလွန်ခဲ့တာဖြစ်ပြီးကျူလွန်ခံရသူတွေထဲမှာအသက်55နှစ်အောက်အရွယ်ရှိသူ250ယောက်အထိပါဝင်ခဲ့ရလို့သိရပါဗျ။ 1986ခုနှစ်ကနေ2014ခုနှစ်အတွင်းမှာအထမပြုကျင့်မှုတွေကျူးလွန်ခဲ့တာဖြစ်ပြီးကျူးလွန်ခံခဲ့ရတဲ့ကလေးငယ်တွေဟာမင်းစည်းပြီးခံထားရတဲ့အရှင်တွေမှာကျူးလွန်ခံခဲ့ရတာဖြစ်တယ်လို့စစ်ဆေးမှုတွေအရတွေ့ရှိခဲ့ပါတယ်။ဂျူဝဲနီစကောယာနဲ့ကိုရှာမှန်လိုက်တဲ့ပြစ်ဒဏ်ဟာသူကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ချိန်ထိုးကြည့်ရင်နေပါတယ်ဆိုတဲ့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါအပြင်28နှစ်နေပါလုပ်ပိုင်ခွင့်ကိုတုံးချပြီးအတ္တမမှုတွေကျူးလွန်ခွင့်ရခဲ့တာဟာပြည်သူ့ကျမ်းမာရေးဆောင်ရှားမှုစနစ်ရဲ့အားနည်းချက်ဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။မန်ယူကိုတွေ့နိုင်တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်မမောင်လေးမှတ်တမ်းဝင်သွားပါတယ်။ဒီတင်ကတော့ငင်းချောင်းဝါပြပူလာတာပါ။ မြမလိုက်ဝေးစဉ်ကွင်းလင်းကစားသမားမမောင်လွင်ဟာမန်ယူအသင်းကိုကိုးတွေ့နိုင်တဲ့ပထမဆုံးမြမကစားသမားဖြစ်လာရလို့သိရပါတယ်။မမောင်လွင်ဟာမနေ့ညကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ဘူကစ်ဂျာနီကွင်းမှာကစားခဲ့တဲ့အာဆီယံအော်စတာအသင်းနဲ့မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာဝင်ရောက်ကစားခဲ့ပြီးအာဆီယံအော်စတာအသင်းရခဲ့တဲ့အနိုင်ကိုကိုတွင်းဥပေးနိုင်ခဲ့လို့မန်ယူကိုကိုးတွေ့နိုင်တဲ့ပထမဆုံးမြမကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ မမောင်လွင်ဟာပွဲချိန်54မိနစ်မှာလူစားဝင်ကစားခဲ့ပြီးပွဲချိန်မိနစ်80မှာအာဆီယံအော်စတာအသင်းအတွက်အနိုင်ကိုသိယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။မဲရွယ်သင်ဟာပွဲချိန်ဒုတိယပိုင်းမှာအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်အပါအဝင်ဂါနာရှိုးတို့လိုကစားသမားတွေကိုထည့်သွင်းကစားခဲ့ပေမယ့်မမောင်လွင်ရဲ့တွင်ကိုကိုရှေ့ပန်းနိုင်ခြင်းမရှိတာကြောင့်ရှုံးနေခဲ့ရပါတယ်။အသက်29နှစ်အရွယ်ရှိဖြစ်တဲ့မမောင်လွင်ဟာလက်ရှိအချိန်မှာထိုင်းပရီးမီးယားလိဂ်ကလပ်လန်ဖုံးဝါရီယာမှာကစားနေသူဖြစ်ပါတယ်။ မမောင်လွေရဟန်တာဝတီယူနိုက်တက်ရန်ကုန်ယူနိုက်တက်နဲ့လက်ဖုံးဝါရီယာကလပ်တွေအတွက်52ကိုအထိတွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ U21 ကပ္ပလာပြိုင်ပွဲမှာမြန်မာအသင်းနဲ့သူကစားခွင့်ရခဲ့တဲ့မမောင်လွေမြန်မာလက်ရွေစင်အသင်းအတွက်လည်း19ကိုတွင်းယူပေးထားသူဖြစ်တယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နိုင်အနည်းငယ်သတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။